ဟုတ်ကဲ့ကျွန်တော်ကတော့ဟိုဆရာဥကြုံမင်ခံဖြစ်ပါတယ်ကျွန်တော် KMK ဘိုင်ကိုဆိုပြီးတော့ cloud နာမည်နဲ့အဲစာအုပ်စာတမ်းနေဘိုင်ဇီဝဗေဒနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းနေရေးသားထုတ်ဝေပါတယ်။နောက်ကျွန်တော်က KMK မြန်မာ Education Channel ရဲ့ Chairman လည်းဖြစ်ပါတယ်။အဲဟုတ်ကဲ့ကျွန်တော်အဲ့မှာကျွန်တော် internet အဲမှာ post တွေတခုရေးလိုက်တယ်။အဲအဲ့ဒါကတော့အဓိကကတော့ကျွန်တော်မေတ္တာရက်ခံတဲ့ post လေးပေါ့ဗျာ။အဲ့တော့မေတ္တာရက်ခံတဲ့ post ဆိုတာဘယ်သူတွေကိုမေတ္တာရက်ခံတာလဲဆိုတော့ကိုပိုင်ချောင်း ပိုင်ရှင်အချို့ပေါ့နော်အကုန်မဟုတ်ပါဘူးကိုပိုင်ချောင်းပိုင်ရှင်အချို့ကျွန်တော်မြေတားရက်ခံတာပါအဲဆိုဟိုဒီကိုပိုင်ချောင်းပိုင်ရှင်အချို့ဆိုတာကဘလိုဟာမျိုးလေးတွေကိုသူတို့ကအာလုံနေကြသလဲဆိုတော့ဆိုသူတို့တွေကဒီဟိုကျွန်တော်သင်ကြားရေးလောကမှာကျူရှင်လောကဘောရာဆောင်လောကကိုဖျက်ဆီးပြီးတော့မှအဲကိုပိုင်ချောင်းလောကတွေကိုသူကရောက်လာတာမဟုတ်ဘူးဆိုတော့ဒီလိုပဲကိုပိုင်ချောင်းနေခေတ်ဆားလာတဲ့အခါမှာယင်းနှမြုံနှံပြီးတော့ ဟောဝင်ရောက်လာကြတဲ့သူတွေတချို့အော်သူတို့တွေကဘလို့တွေမြင်တာလဲဆိုတော့ဆရာဆရာမတွေကို तू ကအာဆရာဆရာမရဲ့အခန်းကဏ္ဍလို့မမြင်မဲနဲ့ तू ကအာသူတို့ရဲ့ဝန်ထမ်းတွေသူတို့ရဲ့ခိုင်းဘက်တွေသူတို့ရဲ့ပင်နေရန်တွေအဖြစ် तू ကမြင်တာဟုတ်ကဲ့ဆရာဆရာမရဲ့အခန်းကဏ္ဍပျောက်ဆုံးပြီးတော့ဖယ်ကျင်ပြီးသူတို့ကမြင်တာပေါ့နော်အဲ့ဒါမျိုးကြီးမြင်တာရှိဆိုတော့အဲ့လိုပုံကူမျိုးတွေကဘယ်လိုမျိုးတွေလုပ်လဲဆိုတော့ဒီကျွန်တော်တို့ဒီကိုပိုင်ចောင်းဆရာလက်မှတ်ရဖို့ ဆိုလို့ရှိရင်တော့တိုင်းပညာရေးမူရုံကနေကိုပိုင်ကျောင်းလက်မှတ်ကိုပိုင်ကျောင်းဆရာလက်မှတ်ကိုရှောက်ပါဆိုပြီးပြောတယ်။ရှောက်တဲ့အခါမှာဒီသက်ဆိုင်ရာကိုပိုင်ကျောင်းနေရနေပြီးတော့သူကဒီထောက်ခံစာပေးရမယ်ပေါ့နော်ထောက်ခံစာပေးရမယ်ဆိုပြီးတော့ပြောတဲ့အခါတချို့ဆရာဆရာမတွေအားလုံးက green card ို့ခေါ်တဲ့ပေါ့နော်ဒီကိုပိုင်ကျောင်းဆရာလက်မှတ်မရှိသေးတဲ့ဆရာဆရာမတွေကဝမ်းသာတာပေါ့ဘာပဲပြောပြောပညာရေးဌာနကနေပြီးတော့ငါတို့အသိအမှတ်ပြုတဲ့လက်မှတ်ထုတ်ပေးဖို့ရှောက်လို့ရပြီဟေးငါတို့ကျောင်းပိုင်ရှင်ရဲ့ထောက်ခံချက်ကိုယူကြမယ်ဆိုတဲ့အခါမှာတချို့တကယ်သဘောထားကြီးမြင့်တဲ့အဲကိုပိုင်ကျောင်းပိုင်ရှင်အချို့ကတော့အာဝမ်းမန်းတတပဲရော့လက်မှတ်ထိုးပေးမယ်သူကရှောက်ကြဟေးရှောက်ကြဟေးသူတို့တောင်းမှပဲငွေကြေးတွေစိုက်ထုတ်ပြီးတော့ဟိုရှောက်ရှောက်ပေးတာလည်းရှိတယ် အတချို့ကိုပိုင်ကျောင်းကကြာတော့အဲ့လိုမဟုတ်ဘဲနဲ့သူတို့ကျောင်းမှာလုပ်နေတဲ့ဆရာဆရာမတွေကိုသူကဘယ်လိုခေါ်မလဲဆိုတော့လကလည်းနှစ်ပဲ၆ပြပဲပေးထားတယ်။လကလည်းအများကြီးမပေးထားဘူး။အဲမပေးထားဘဲနဲ့သူကဒီလကနဲ့ပဲအဲဒီကိုပိုင်ကျောင်းဆရာရှောက်ဖို့အတွက်လိုအပ်တဲ့ထောက်ခံချက်ကိုဟိုနှစ်နှစ်လုပ်ပေးမှာတော့သူ့ကျောင်းမှာပေါ့နော်။သူ့ကျောင်းမှာအဲနှစ်နှစ်ဆက်ပြီးတော့တာဝန်ထမ်းဆောင်ပေးမှာတော့နှစ်နှစ်ဆက်ပြီးလုပ်ပေးမှာတော့သုံးနှစ်ဆက်ပြီးလုပ်ပေးမှာတော့အဲအဲ့လိုမျိုးတွေ းလက်မှတ်ထိုးပေးမှသာလဲဒီထောက်ခံနဲ့ထောက်ခံစာကိုပေးမယ်ဆိုတဲ့သဘောကြီးပြောတယ်ဗျာဟုတ်ဒီမှာ ဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တစ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဆိုတော့ဘာဖြစ်ကုန်လဲဆိုတော့ဒီကိုပိုင်ရောင်းပိုင်ရှင် တော်တော်များများရဲ့နှလုံးသားထဲမှာလည်းမကောင်းဘူးเนาะဒါမျိုးတော့မလုံသိမ့်ဘူးဒီเจ้าနေကဆရာဆရာမတွေကိုဒါထောက်ခံပေးရမှာဗောထောက်ခံတာပဲဘာခက်တာအောင်မေလို့လဲကိုเจ้าမှာလုံနေတဲ့ဆရာဆရာမမှန်ကန်เจ้าထောက်ခံပေးတယ်ဆိုအဲ့လိုမျိုးအခွန်အရေးကိုမယူဘဲနဲ့စေတနာသဘောနဲ့လုတ်ပေးတဲ့ကိုပိုင်เจ้าနေလည်းရှိသလိုတချို့ကကြောင့်ဆရာဆရာမကြီးကိုနင်းပြီးတော့လောအားကိုအမျက်ထုတ်ခြင်းစောနဲ့အဲထွက်ခြင်းလဲထွက်လို့မရအောင်ဗောဗျာအဲလက်မှတ်တွေထိုးပြီးတော့သူကအဲ့လိုရှောက်ဖို့အတွက်ထောက်ခံစား ရေးပေးရတာပေါ့ရေးပေးမယ်ဆိုတဲ့သဘောတချို့ဆရာဆရာမကြီးကြတော့လေဒါဒီငါတို့အပေါ်မှာလူဘာဝတာငါတို့ရဲ့အဲဒီပညာရည်နဲ့လုပ်ဤကံယုံငါတို့ဒါဘာပြောပြောဟိုမကောင်းတဲ့ဘယ်နဲ့အသုံးချတာပေါ့ဗျာသူတို့စိတ်မချမ်းမြေဘူးပေါ့သူသဘောဇောတာတွေထွက်တာပေါ့နော်တချို့ကြတော့လေအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုစကားများပြီးတော့ထွက်လာတာတွေလည်းရှိတယ်တချို့ကြတော့လည်းပဲဒီကနေအလုတ်ကလေးပြုတ်သွားရင်မိသားစုစားဝတ်နေရည်တွေအခက်အခဲဖြစ်သွားမှာဆိုပြီးတော့ အောင်ဤသီးခံပြီးတော့လုံနေရတဲ့ဆက်ဆံမလေးလေးရှိတယ်။ဒါကြီးကျွန်တော်တို့ကြားတဲ့အခါကျတော့ကျွန်တော်တို့ကစိတ်မချမ်းသာဘူးပေါ့ဗျာ။အဲဒါကိုလည်းပဲကျွန်တော်တို့ကလီစဲဖန်တီးပြီးကျွန်တော်တို့ကပြောနေတာပေါ့။ဆိုတော့ကျွန်တော်တို့ကဘာတွေလုပ်ပေးရလဲဆိုတော့ KMK Education Job ဆိုပြီးကျွန်တော်တို့ကအဲပညာရေးနဲ့သက်ဆိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းရှာဖွေပေးတဲ့လုပ်ငန်းလေးကျွန်တော်တို့လုပ်ပေး။အဲ့ဒါကကျွန်တော်တို့ကဒီဆရာဆရာမတွေဘက်ကလည်းကျွန်တော်တို့ကအဲဒီကိုပိုင်ကျောင်းတွေကိုကျွန်တော်တို့ကဆရာဆရာမလိုအပ်လို့ထည့်ပေးတဲ့အကောင် ဆရာဆရာမတွေဘက်ကလည်းကျွန်တော်တို့ဝန်ဆောင်ကားမိဘူး။နောက်ကိုပိုင်ကျောင်းပိုင်ရှင်ကလည်းပဲဟာဆရာဦးကျော်မင်းခန့်ရေးเออเสีย education job อ่ะนี่พี่รอเจ้าของมูลาดั้นบเนี่ยอเลดั้นบเนี่ยอัฐดั้นบเนี่ยเสียเสียมาดิปุบไปบาเนี่ยเราอินเตอร์วิวพี่ตื่นดอมยัดตาดิซีนงนี้เนี่ยญีနိုင်ပြီးတော့ခန့်ကျင်มาเลยဆိုလဲကျွန်တော်တို့อ่ะปุบไปไล่เออเราတို့ကိုอินเตอร์วิวไปပါเสียอินเตอร์วิวท้าเลยเสียတို့อินเตอร์วิวပြီးတော့ซิซี้ตาเลยเสียเสียมาดิเราတို့ခတ်มาเมย์ဆိုเลยโกบายจ้องနေเลยเลยရှိတယ်ဒီလိုမျိုးเราတို့เนี่ยဖက်လက်တကင်းตွားပြီးတော့ ဟောအသူ့အကျိုးကိုကျိုးဆောင်ရွက်နေနိုင်လဲရှိတယ်။သို့သော်ဆရာမတွေဘက်ကလည်းကျွန်တော်တို့ဝန်ဆောင်ကားမြူဘူးကိုပိုင်ကျောင်းဘက်ကလည်းဝန်ဆောင်ကားမြူပဲနဲ့အဲလုံနေရင်တန်လန်းနေဒီသတင်းတွေကျွန်တော်တို့ကြားလာတာ။အာဆရာကြီးဆရာတို့လုံနေတာတော့ကျွန်တော်တို့ချီးကျူးတယ်ကျမတို့ချီးကျူးတယ်သို့တော့ကျမတို့လုတ်ခဲ့တဲ့အကြောင်းတွေကတော့ကျမတို့ green card ကိုရကဏာနီးကြမှာထောက်ခံမပေးဘူး။ဘာဖြစ်လို့ထောက်ခံမပေးတာလဲဆရာမသူတို့ကြောင်းမှလုံရင်ထောက်ခံပေးရမှာလေ။ဟောထောက်ခံမပေးရတဲ့အကြောင်းကတော့ဆရာကြီးကျမတို့ကဒီလကနဲ့နှစ်နှစ်သုံးနှစ်ဆက်ပြီးသူ့ကြောင်းမှလုံရမယ်ဆိုတဲ့သဘောကြီးကြတော့ ကျမတို့အဆင်မပြေဘူးလေတဲ့။ကုံစင်းနှုံးနေရလဲတက်တယ်။အဲနောက်ပြီးတော့မိသားစုစားဝတ်နေရလဲအဆင်မပြေဘူး။ကျမတို့ကဒီလကနဲ့မိသားစုရက်တရတာတဲ့။အဒီလကဆိုတာကလည်းအခုနပြောသလိုဆရာသိတဲ့အတိုင်းပဲ။အဲကိုပိုင်ကျောင်းနေရပြီးတဲ့လကအတော်နေတယ်။အနေတဲ့အခါကျတော့ဒီဆက်ဆံမတွေရဲ့နေ့စဉ်အိမ်ငါးကားတွေစားဝတ်နေသွားလာစီဒီကျမကြီးစီဒီမလောင်းကြတဲ့အခါကျမတို့ကနှစ်နှစ်သုံးနှစ်ဒီအကြီးနဲ့မလောင်းကြတာကြီးကိုဆက်ပြီးတော့တာဝန်ထမ်းဆောင်ရမယ်ဆိုတော့ဆရာရဲ့ green card မရကျင်လဲနေတော့မอยู่တော့ဘူးကျမတို့တခြား န်းဒီသင်တန်းတွေပါဒီတက်ပြီးတော့ပဲ green card ကိုဟိုရှောက်ထားတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ထွက်လာတာကြီးလေကျွန်တော်တို့ကြားဘူးတယ် green card ဆိုတာတော့ကိုပိုင်ချောင်းဆရာလက်မှတ်ပေါ့ဗျာကျွန်တော်တို့အရင်တော့ကတော့အစိမ်းရောင်ကတ်ကလေးထုတ်ပြီးတော့နှုတ်ကြိုးပြီး green card ခေါ်တာပေါ့နော်အဲ့ဒါမျိုးလေးတွေကျွန်တော်တို့တွေ့ရတယ်အဲဒါကြောင့်ဟိုကျွန်တော်တို့ကဒီမေတ္တာရက်ခံတဲ့စာလေးပေါ့နော်ကိုပိုင်ချောင်းပိုင်ရှင်တွေကလည်းဟိုနှစ်ဖွဲ့ရှိပထမတစ်ဖွဲ့ကကြတော့ဗာလဲဆိုတော့အခုနပြောလို့ပေါ့နော်ဒီဆရာဆရာမတွေကိုဟိုအခုနပြောလို့ ်လောဝအမြတ်ထုတ်ပြီးတော့အတင်းကျက်နှစ်နှစ်လောက်ရမယ်သုံးနှစ်လောက်ရမယ်ပြီးရင်ဘွဲလက်မှတ်တွေတိမ့်ထားမယ်အဲပြီးရင်ခုနပြောတဲ့အချက်လက်တွေတိမ့်ထားပြီးတော့လက်မှတ်ထိုးပြီးတော့လှုပ်ခိုင်းတဲ့အကြောင်းမျိုးလည်းရှိတယ်အတချို့ကြတော့လည်းပဲအခုနပြောလို့ပေါ့နော်ဟာကိုပိုင်ကျောင်းဆရာလက်မှတ်လျှောက်ရော့လက်မှတ်ထိုးပြီးမှသွားလျှောက်သွားလျှောက်အဲ့ဒါအရေးကြီးတယ်ဒါမင်းတို့အတွက်ထမင်းစားလက်မှတ်ပဲသွားလျှောက်ဆိုကျောင်းကြီးရောကိုပိုင်ကျောင်းပိုင်ရှင်ရောတကယ့်ကိုစေတနာပါပါနဲ့အေးမင်းတို့ဟိုဘန်နေငွေသွင်းဖို့အတွက်ငွေအခက်အခဲဖြစ်လာဖြစ်တယ်ဆိုရင်လည်းလာကားတွေကနေကြုံထုတ်နည်းနည်းချင်းငါတို့စီကိုဆက်သွား ဆိုတော့ကျောင်းပိုင်ရှင်တွေလည်းရှိဒီလိုမျိုးနှစ်ဖွဲ့ကွဲနေတာတွားတွေ့ရတယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့စိတ်မကောင်းလို့မလို့ဒီဒီ post လေးကိုကျွန်တော်တို့ကတင်လိုက်တာပေါ့ဆိုဆိုလို့ကျွန်တော်ကကိုပိုင်ကျောင်းပိုင်ရှင်တွေအကုန်လုံးကိုထိခိုက်စေလိုတဲ့စိတ်ကျွန်တော်တို့မှာမရှိဘူးသို့တော့ဟိုတမယိုးကြမို့ဖဲနဲ့ဆယ်ဆယ်မဟိုဟိုဖီအားပေးအကြက်ကိုင်းပြီးတော့ဇွတ်တင်လက်မှတ်ထိုးပြီးတော့ဒီလက်မှတ်ထောက်ခံပေးမှအာကိုပိုင်ကျောင်းဆရာလက်မှတ်ရမယ်ဆရာမတွေကိုနှစ်နှစ်လုံးမှသုံးနှစ်လုံးမှဆိုတော့ ဖီးယားမျိုးကြီးကကြတော့မကောင်းဘူးလေဗျအဲ့အရာကြီးကိုတော့ကျွန်တော်တို့ကမလုပ်စေချင်ဘူးပေါ့နော်ဒါကလည်းကြားလို့လည်းမကောင်းဘူးဗျဆရာဆရာမဟိုဖိနှိပ်စော်ကားပြီးတော့ဇွတ်တင်းအကျက်အနိုင်ထက်ပြုတဲ့ပုံစံမျိုးကြီးဖြစ်တာပေါ့နော်တချို့ဆရာမတွေဆိုငိုယူပြီးထွက်လာတာချင်းတချို့ဆရာမတွေဆိုရင်အဲအစည်းအဝေးမှာသူတို့စီမှာမလုပ်တော့လို့အစည်းအဝေးမှာခေါ်ပြီးစူပူချိန်မောင်းတာ ਈ တော့လောက်ခံရတယ်လို့ပြောတယ်ဒါတွေကလည်းကျွန်တော်တို့ကချက်ချင်းခေါ်ပြီးတော့မင်းမြန်းမယ်ဆိုလို့ရှိရင်ဒီဆရာဆရာမတွေကျွန်တော်တို့ခေါ်ပြီးလို့ရတယ် ဒါမျိုးတွေအတိကျွန်တော်တို့ကအခိုင်အမာအတိအကျတွေကျွန်တော်တို့က data ယူထားတာပေါ့ဗျာဒါလေးကတော့အာကိုဒီကိုပိုင်ချောင်းပိုင်ရှင်နေအားလုံးကိုဆိုလိုတာမဟုတ်ဘဲနဲ့အဲနားမလဲပါမလဲပေါ့ဗျာစီးပွားရေးပဲလှုပ်ချင်စေရှိပြီဆရာဆရာမကိုဆရာဆရာမလို့တန်ဖိုးမထားတဲ့ကိုပိုင်ချောင်းပိုင်ရှင်နေကိုတော့ကျွန်တော်တို့ကပြိမ့်သက်တည်အောင်တော့ပြောရမယ်ဒါကိုတော့ကျွန်တော်တို့မှတာဝန်ရှိဟောဆိုကျွန်တော်တို့လောကကာကွယ်စောင့်ရှောက်ရမယ်တောင်းကျွန်တော်တို့မှရှိဒါကြောင့်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့ကအခုမီဒီယာနဲ့လက်ခံတွေ့ဆုံပြီးတော့ကျွန်တော်တို့ကပြောပြပေးတာဖြစ်ပါတယ် ကိုပိုင်ចောင်းမှာចောင်းဆရာဆရာမတယောက်လုံမယ်ဆိုရင်သူကနံပါတ်1အဲဒီဆရာဆရာမလေးတွေကနံပါတ်1ဘွဲရမယ်ပေါ့နော်အဲဘွဲရမယ်အဲ့လိုဘွဲရသွားပြီဆိုလို့ရှိလို့ရှိရင်သူကအဲဘာအခုတော့အခုတော့ကျွန်တော်တို့ဘလို့ခေါ်နေလဲဆိုပညာရေးတက်ကသွားနေပြီးတော့ကိုပိုင်ចောင်းဆရာဆရာမတွေကိုကျွန်တော်တို့ဒီဆရာအတက်ပညာတွေကိုတလားတင်တယ်ခေါ်ပြီးပေးနေပြီ အဲ့အဲ့တလားတင်တန်းကိုတက်ပြီးတာ ਨੇ ဘွဲရတဲ့ဆရာဆရာမကတလားတင်တန်းတက်ပြီးတာ ਨੇ ဘွဲလက်မှတ်ရပညာရေးတက္ကသိုလ်ကထုတ်ပေးလိုက်တဲ့ကိုပိုင်ကျောင်းဆရာအတက်ပညာလက်မှတ်ရအဲ့အဲ့ဒါ ਨੇ ပေါင်းပြီးတော့အခုလိုမျိုးကိုပိုင်ကျောင်းဆရာရှောက်လို့ရပြီဆိုပြီးတော့အတိုင်းပညာရေးမှူးတွေရေုံနေရကြီးညာလိုက်တဲ့အခါမှာသူအဲ့လက်မှတ်တွေ ਨੇ တွဲပြီးသက်ဆိုင်ရာဖောင်လေးတွေဖြည့်ပြီးတော့သွားပြီးတော့ရှောက်ရတယ်ဒီဆရာဆရာမတွေကဆရာဆရာမအရေးသွေးနဲ့ကိုင်းညီလားမကိုင်းညီဘူးလားခန္ဓာကိုယ်ဖွဲ့စည်းပုံ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်စိတ်စိတ်နေချက်စိတ်နေသဘောထားစိတ်ကြမ်းမာကြီးကောင်းရဲ့လားကိုယ်ကြမ်းမာကြီးကောင်းရဲ့လားကိုယ်ကအစိပ်ပိုင်းတွေပြည့်စုံရဲ့လားဆက်ဆံမတရားဖြစ်တဲ့ဖြစ်ဖို့အတွက်စကားတွေပြည့်ရဲ့လားဒါမျိုးတွေပေါ့ဗျာနော်ဒီဆက်ဆံမတရားရဲ့လိုအပ်တဲ့အချက်တွေကိုသူတို့ကလူတွေစစ်ဆေးတယ်ဆိုတာရှိတယ်လူတွေစစ်ဆေးပြီးတော့မှအခုနရှောက်လိုက်တယ်ဖြောက်လာအောင်လူတွေစစ်စစ်ပြီးတော့မှဒီဆ iam ကတော့ဆာရွက်ဆာတန်းအချက်လက်ပြည်စုံတယ်အဲကိုကာယဖွဲ့စည်းပုံပြည်စုံတယ်ကျမ်းမာကြီးကောင်းတယ်ပေါ့နော်အဲဒီအချက်လက်တွေနဲ့ သူကအဲဆရာဆရာမဖြစ်ခွင့်ရှိတယ်ဆိုတော့အဲစာရွက်တွေအောင်စင်းထွက်လာတာပေါ့ဗျာအဲအဲ့အောင်စင်းထွက်လာတဲ့ပုံမှာမှသူကဗာလဲဆိုတော့အစိုးရဘန်စိန်ဘန်မှာစီရင်သွားသုံးရတယ်သူကဘန်ကနေပြီးတော့ချက်လန်လေးတွေထွက်လာအဲအဲ့ဒီချက်လန်လေးတွေကိုဟိုကင်ပြီးတော့ဟိုသူတို့ကစောင့်ရတယ်ဒီဖောင်ကတော့သူကသက်ဆိုင်ရာကိုအထက်ထိတက်သွားပြီပေါ့နော်ညွန်ကျုပ်ညွန်မူဒီတွက်သွားပြီတက်သွားပြီးတော့မှအကုန်လုံးစစ်ဆေးပြီးတဲ့အခါကျမှအဲသူကဒီလက်မှတ်ကိုနေပြည်တော်ကနေပြန်ချပေးတယ်အ ပြန်ချပေးတဲ့အခါမှာဒီခုနပြောတဲ့ငွေသွန်းထားတဲ့ချက်လန်လက်မှတ်ကိုဟိုတက်ဆိုင်ရာရုံပြပြီးတော့ကျွန်တော်တို့အဲ့ green card ကိုခုနပြောတဲ့ကိုပိုင်ချောင်းဆရာလက်မှတ်ကိုကျွန်တော်တို့ကထုတ်ယူရတာပေါ့ဗျာအဲထုတ်ယူပြီးဒီကတ်လက်မှတ်ရသွားပြီဆိုလို့ရှိရင်ဒီဆရာဆရာမကနိုင်ငံတော်ကအတိမတ်ပြုရတဲ့လက်မှတ်ရသွားပြီဆိုလို့ရှိရင်ကိုပိုင်ချောင်းဆရာဆရာမအဖြစ်ရက်တီလို့ရသွားပြီအဲ့လိုရက်တီလို့ရတဲ့အခါမှာသူကမူလာတန်းပြဆရာမအဖြစ်ရှောက်မာလာအလဲတန်းပြဆရာမအဖြစ်ရှောက်မာလာအထက်တန်းပြဆရာမအဖြစ်ရှောက်မာလာဆိုတဲ့ပုံမှာမူတည်ပြီးသူတို့က ရတဲ့ရတိုက်ပေးတဲ့ပေးတိုက်တဲ့လက်မှတ်ကိုထုတ်ပေးတာပေါ့နော်တော့ဒီရှင်းမှာတော့ကျွန်တော်တို့ဥပဒေတွေထဲမှာပြဋ္ဌာန်းထားတာကတော့ကိုပိုင်ကိုပိုင်သင်္นานကျောင်းလေးတွေအရင်တော့ကျူရှင်လို့ခေါ်တယ်ကိုပိုင်သင်္นานကျောင်းလေးတွေအဲမြို့နယ်တည်တည်မှာဖွင့်ထားကြတယ်ဖွင့်ခွင့်ရှိတယ်အဲဖွင့်တဲ့အခါမှာသူကဘာပြောလဲဆိုတော့သူကကျူရှင်တစ်ခုဖွင့်ပြီသူက education center တစ်ခုဖွင့်ပြီဆိုရင်မြို့နယ်ပညာရေးမှုယုံတွေကိုမှတ်ပုံတင်ရတယ်မြို့နယ်ပညာရေးမှုယုံတွေကဒီဟိုဟာသူတို့သတ်မှတ်ထားတဲ့ဖောင်တွေကိုဖြစ်ပြီးတော့တိုင်းပညာရေးမှုယုံတွေတိုင်းပညာရေးမှုယုံကနေပြန်ကြလာတယ် ပြန်ကြလာတဲ့အခါမှာဒီအဲဘာသာရက်တင်ကြောင်းမှာသင်တဲ့ဆရာဆရာမတွေကိုသူကဘာသာရက်တင်ဆရာပေါ့နော်အဖြစ်သူကတက်ဟိုတစ်နှစ်ကိုဟိုကတာငါးဆိုတဲ့လက်မှတ်ကလေးတစ်စောင်းတစ်စောင်းပေးတယ်ငါးနှစ်ပြည့်သွားလို့ရှိရင်ငါးစောင်းရတယ်အဲ့ဒီဟာလေးတွေကိုသိမ့်ထားရတဲ့ဆရာဆရာမတွေကတန်ဖိုးထားပြီးအဲငါးစောင်းပြည့်သွားပြီဆိုရင်ဒီငါးစောင်းပြည့်ပြီဆိုရင်လည်းသူကသင်တန်းတက်တက်မတက်တက်ဒီငါးစောင်းကသူငါးနှစ်အတွေ့အကြုံရှိတယ်ဆိုတဲ့အချက်လက်ပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ဘွဲလက်မှတ်နဲ့သက်ဆိုင်ရာဖောင်နဲ့ဒီငါးရွက်နဲ့ အဲတိုင်းပညာရေးမူယုံကကိုပိုင်ကျောင်းဆရာလျှောက်ပါဆိုခေါ်တဲ့အခါမှာသူကသွားပြီးတော့လျှောက်ရတယ်အဲလျှောက်တဲ့အခါမှာအခုနလိုမျိုး process တိုင်းပဲလဲပတ်ပြီးတော့လက်မှတ်ရအခုပြဿနာဖြစ်နေတာကဒီဘွဲတစ်ခုရပြီးတော့ကိုပိုင်ကျောင်းလောကတွေကိုဝင်မဲ့ဆရာဆရာမငယ်လေးတွေကအဲ့ဒီဘယ်မှာမှအတွေ့အကြုံမရှိသေးတဲ့ကဒီကျောင်းမှာသင်ပါတယ်ဆိုတော့၅နှစ်ထောက်ခံစာကိုကျောင်းကနေပြီးလက်မှတ်ထိုးပြီးပေးမှသူကလျှောက်လို့ရတာမဟုတ်ရင်သူတို့ကကျူရှင်ပါတယ်၅နှစ်သာလက်မှတ်က မရထားဘူးဟိုတင်တန်းကလည်းတက်မထားဘူးဆိုတော့အခါရှောက်လို့ရတယ်ဆိုရင်မြို့ကျောင်းကနေထောက်ခံပေးခဲ့မယ်ဆိုရင်သူကရှောက်ခွင့်ရှိအဲ့သက်ဆိုင်ရာကိုပိုင်ကျောင်းကနေထောက်ခံပေးတဲ့အခါမှာသူတို့ကရှောက်ခွင့်ရှိတဲ့အခါမှာသူကအဲ့ဒီရှောက်ဖို့အတွက်လက်မှတ်တောင်းတဲ့အခါမှာသူအဲ့နှစ်နှစ်လုတ်ပြီးမှတော့သုံးနှစ်လုတ်ပြီးမှတော့ဆိုတဲ့စီမင်းကလနာကြီးနဲ့လက်မှတ်တွေဘွန်ထိုးပြီးတော့အဲ့လိုကြီးလုတ်လိုက်တဲ့အခါကျတော့ဆက်စမားလေးတွေကငိုယူပြီးတော့စိတ်မချမ်းမြေပွေရာဖြစ်ပြီးတော့ဒီပြဿနာတွေကတက်တယ်အဲ့ဒါတွေကအခုကြိမ်ပြီးအောင်သလိုဖြစ်တယ် အဲ့လိုဖြစ်တော့ဘာဖြစ်တော့ဆိုတော့သူတို့အနေနဲ့ဟိုအဖိထောင်ခိုင်းနေနေပြီမဲ့လဲတခြားကြောင်ပြောင်းစရာမရှိတဲ့အခါအဆက်အသွယ်နေတဲ့အခါခန်းနေရမယ်ဆိုလို့ရှိရင်မခန့်နဲ့ကျွန်တော်တို့မှာဂျိတ်ဆက်တွေအများကြီးရှိတယ်ကျွန်တော်တို့တနိုင်ငံလုံးမှာကိုပိုင်ကြောင်ပေါင်း2000ကျော်လောက်ရှိတယ်နော်ရန်ကုန်တိုင်းမှာဆိုကိုပိုင်ကြောင်ပေါင်း350လောက်ရှိတယ်ကောင်းတဲ့ကြောင်တွေကျွန်တော်တို့အနံ့ပေးမယ်စိတ်ဓာတ်ကောင်းကောင်းသင်ကြားမှုကောင်းကောင်းနဲ့အရေးသွေးကောင်းအောင်တာတိဆောက်ခဲ့လားကောင်းဖို့နဲ့ဟလာရေကျွန်တော်တို့ စိတ်ဓာတ်ကောင်းတဲ့အကြောင်းတွေကိုကျွန်တော်တို့ပို့ပေးကျွန်တော်တို့ဘယ်အကြောင်းတွေကစိတ်ဓာတ်ကောင်းတယ်ဘယ်အကြောင်းတွေကစိတ်ဓာတ်မကောင်းဆရာသမားတွေကိုဘယ်အကြောင်းတွေကတန်ဖိုးထားတယ်မထားဘူးဆိုတော့ကျွန်တော်တို့အသိဆုံးကျွန်တော်တို့ကဒီလောကမှာနေနေတော့အကုန်သိတာပေါ့အဲမျိုးကိုပိုင်ကြောင့်တကြောင်းချင်းတကြောင်းချင်းစီရဲ့အချက်လက်တွေလည်းကျွန်တော်တို့ကကြားနေသိနေအမြင်နေရတာဒါကြောင့်ကိုယ့်ရဲ့ဂုံသိက္ခာကိုเจ้าရဲ့ဂုံသိက္ခာကိုထွက်သွားတဲ့ဆရာဆရာမတွေကချီကျူးပြီးတော့ပဲထွက်သွားတာကောင်းတယ်အဲကဲ့ရဲ့ပြီးတော့ဟင်းဟင်းဆိုပြီးတော့ လှဲ့တောင်မကြည့်ကျင်တဲ့ပုံစံမျိုးနဲ့ထွက်လာရင်မကောင်းဘူးပေါ့ဗျာအဲ့ဒါမျိုးလေးကိုကျွန်တော်တို့ကမဖြစ်စေချင်ပါဘူးဒါလေးကိုကျွန်တော်ပြောပြချင်